အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဟိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အမေထပ်ပိုချစ်စရာကောင်းတဲ့ရခမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါရှီလာငငယ်လေးကလေးကမိခင်ဖြစ်သူွယ်လွန်တည်ဆောင်းသွားခဲ့တဲ့အတွက်ဖခင်ဖြစ်သူကအမြတ်အစံပဲနောက်အိမ်ချောင်ပြုတ်သွားခဲ့ပါတယ်ရှီလာရဲ့မိတွေဖြစ်သူကတော့ရှီလာကိုတော်တော်လေးနှင်းပန်းနှိပ်စက်ပါတယ် ျမပြောတာကိုရှင်းနားထောင်စမ်းပါတို့အခုလက်ချက်ပေးလိုက်တော့အသက်20ကလည်းပြည့်နေပြီလေအသက်20ပြည့်နေတဲ့မိန်းကလေးတယောက်ကိုအိမ်မှာထားတာမသိမ့်တော်တော့ဘူးလေကျမပြောတာဟုတ်တယ်မလားအေးပါကွာမိန်းမကလည်းငါလည်းသူ့ကြောင့်သိမ့်တော်တဲ့ကောင်းလေးတယောက်လိုက်ရှာနေပါတယ်ကောင်းမွန်တဲ့ကောင်းလေးတွေ့ရင်တော့သူ့ကိုလက်ချက်ပေးလိုက်မယ်ပြောဆိုပြီးဖွာခင်ဖြစ်တော့ကောင်းအလုပ်ကိုထွက်ခွာသွားခဲ့ပါတယ်ကဲစက်တီတုံးလိုက်တာနင်းဒီလိုလာခဲ့စမ်းဟုတ်ကဲ့ပါအမေရဲ့ပြောပါဘာရီမြောင်ငေါ့လာပြီးတော့အမေလို့ခေါ်နေရတယ်ငါနေရဲ့အမေမဟုတ်ဘူး ငါစားဖို့အတွက်ထမင်းဟင်အများဆုံးတော့ခုတ်ခဲ့တော့ဒီလိုနဲ့ဒီမကလည်းထမင်းခိုးပြီးတော့ယူလာခဲ့ပေးလိုက်ပါရဲ့ရော့အမေဒီမှာကျမထမင်းခိုးခဲ့ပေးတယ်အမေဖြစ်တော့ကတော့ထမင်းပကံကိုကြည့်ပြီးဒေါသထွက်သွားခဲ့ပါရဲ့သူကထမင်းပကံကိုထားပြီးနောက်မှာတော့ရှီလာရဲ့လက်ကိုလိန်ချိုးပြီးပေါင်းနှစ်ချက်ရိုက်ပြလိုက်ပါရဲ့ငါနဲ့ဘယ်နှကြိမ်ပြောနေရမှာလဲရိုတီလာပေးတဲ့အခါကျရင်အပေါ်ကနေထောပတ်တုတ်ပြီးယူလာခဲ့ပါဆိုနေမှနင့်တို့ဒီနေ့ကောင်းကောင်းသင်္ကန်းစာပေးရမယ် ဒီနေ့ဆက်ပြီးနေငါပြောတဲ့စကားတွေကိုဘယ်တော့မှမိမမဟုတ်တော့ဘူး။ရှီလောင်းငိုပဲငိုနေခဲ့ပါရဲ့။ငိုနေနဲ့သူမအိပ်ပျော်သွားပါရဲ့။ညနေခင်းမှာသူ့အဖေအလောက်ကနေအိမ်ကိုပြန်လာပါရဲ့။တမီးနေကောင်းရဲ့လား။တမီးရဲ့ဒီအချိန်ကြီးဘာဖြစ်လို့အိပ်နေရတာလဲ။ရှီလာလည်းဘာမှပြောမနေပဲသူ့အဖေကိုဖတ်ထားလိုက်ပါရဲ့။ရှောင်းကတော့သူ့မိမအကြောင်းကောင်းကောင်းသိပါရဲတခုခုဖြစ်ထားပြီးဆိုတော့ကိုလေသူသိနေခဲ့ပါရဲ့။ကဲမိမရဲ့ဒီနေ့တော့ငါ့ရဲ့သမီးလေးကိုလက်ထပ်ပေးဖို့အတွက်စကားပြောဆိုလာခဲ့ပြီးပြီ ငါတငယ်ချင်းကိုသိတယ်မလားသူ့သားလေးနဲ့ငါ့ရဲ့သမီးကိုလက်ထပ်ပေးလိုက်တော့မယ်။ငါအကောင်လေးကိုသဘောကျတယ်။အဲဒါကြောင့်ငါသမီးလေးနဲ့လက်ထပ်ပေးဖို့အတွက်လည်းစကားအပီပြောဆိုခဲ့ပြီးပြီ။မင်္ဂလာကလည်းသူ့ရဲ့လင်ပါသမီးလေးကိုလက်ထပ်ပေးရောမယ်ဆိုတဲ့စကားကြောင့်ပျော်ရွှင်ဝမ်းသာနေခဲ့ပါရဲ့။သူကရှီလာကိုအိမ်ကနေအများဆုံးမောင်းထုတ်ပြစ်ချင်နေခဲ့ရပါ။ရှောင်းပျော်ရွှင်နေခဲ့ရတဲ့အကြောင်းကတော့ရှန်ကာဆိုတာသူ့ရဲ့ငယ်တငယ်ချင်းမသူ့ငယ်တငယ်ချင်းသားလေးနဲ့သူ့သမီးလေးသားလက်ထပ်ပေးတာရင်ဝမ်းသာပျော်ရွှင်ရောင်းမယ်ဆိုတော့ကိုသိနေပါရဲ့။ နောက်လာမှာပဲရှမ်ကတော့သူ့သမီးလေးရှီလာကိုပျော်ရွှင်ဝမ်းသာစွာနဲ့လက်ထပ်ပေးလိုက်ပါရင်မင်္ဂလာဆောင်ပြီးနောက်မှာတော့ရခမအင်ကိုတော့ရှီရတော့မယ်အချိန်မှာရှီလာကတော့သူ့ရဲ့မိတွေအမေကိုဖတ်ပြီးငုံနေခဲ့ပါရင်မိတွေအမေကလည်းသမီးလေးကိုဖတ်ထားပြီးပြောလိုက်ပါရင်ငားနေရဲ့အမေအရင်မဟုတ်ဘူးဒါတော့နင်လည်းသိတယ်နင်ရခမကလည်းနင်ကိုရခမပီသားစွာနှိပ်စက်ပါစေလို့ငါတခါရဲဆုတောင်းပေးလိုက်မယ်နော်ဒါမှနင်ဘဝတစ်ခုလုံးငရေကြနေရမှာနင်ဘဝမှာနင်ကိုဘယ်သူမှမချစ်ကြပါစေနဲ့ ရှီလာနဲ့သူ့အမေပါဇက်ကဒီလိုစကားတွေကိုကြားခဲ့ရတဲ့အခါမှာအရန်ကိုအံ့အားသင့်နေခဲ့ပါရီ။သူမလည်းစိတ်တွေအရန်လဲလှယ်နေခဲ့ပြီးရနောက်ယခမအင်ကိုရောက်ရှိသွားခဲ့ပါရီ။ယခမအင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာယခမဖြစ်သူကသူမကိုကြိုဆိုပေးပါရီ။ရှီလာရဲ့ယခမဖြစ်သူကဆူတောင်းပေးဖို့အတွက်လက်ကိုရှေ့တိုးလာခဲ့တဲ့အချိန်မှာရှီလာကကြောက်လန့်တခြားနဲ့နောက်ကိုဆုပ်သွားပါရီ။ယခမကလည်းသူရဲ့မိတွေအမေတို့မျိုးဘာအမှားမှမရှိဘဲနဲ့ရိုက်တော့မယ်ဆိုပြီးထင်မှန်နေခဲ့ရပါ။သမီးလေးအဆင်ပြေရဲ့လား။ဒီမကောင်းဘူးလား။ဘာဖြစ်တာလဲ။ အော်ဟုတ်ဟုတ်ဟုတ်ကဲ့ပါရွက်ခမကြီးတမီးရဲ့အမေကိုအမေလို့ပဲခေါ်လေဒီနေ့ကစပြီးနေကဒီအိမ်ကချွေးမလေးမဟုတ်ဘူးဒီအိမ်ကတမီးပဲကြားလားရွေရထုံတန်းအစလာရီအားလုံးလှုပ်ဆောင်ပြီးခဲ့တဲ့အခါမှာညာပိုင်းမိသားစုဝင်တွေအားလုံးအတူတူထိုင်ပြီးမုန်းစားခဲ့ကြပါသည်ဒီနေ့ငါ့ရဲ့တမီးလေးကိုငါကိုရိုင်းထမင်းခွန်ချွေးရမယ်ရှီလာရွက်ခမဖြစ်သူကကိုရိုင်းပဲသူရဲ့ချွေးမအစ်တလေးကိုထမင်းခွန်ချွေးခဲ့ပါသည်ရှီလာဘုရားမှာပထမဦးဆုံးမိခင်မြတ်တော်ကိုခန်းစားခဲ့ရတဲ့အကြောင်းသူမမျက်ရည်တွေစီးကြလာခဲ့ပါသည် ။ဘာဖြစ်တာလဲသမီးလေးရဘလို့ဖြစ်လို့ငိုနေရတာလဲပြောပါအောင်။ဘယ်သူကမြ။နင်းကိုပြောလိုက်လို့လဲ။ဘယ်သူမစိုးတခုခုပြောတယ်ဆိုရင်တော့အမေကိုပြန်ပြောချလာ။မဟုတ်တာအမေရဲ့ကျွန်မအမေကိုကျွန်မအရန်တတိယသွားလို့ပါ။မစိုးရင်ပါနဲ့သမီးလေးရငါတို့အားလုံးနင်းကိုပြောရွှင်အောင်ထားဖို့အတော်ကြိုးစားကြမယ်နော်။နင်းလည်းဒီအိမ်မှာအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေပါဟုတ်ပြီလား။ညမို့ချုပ်သွားခဲ့တဲ့အခါမှာမိသားစုဝင်တွေအကုန်လုံးလည်းအိပ်ပျော်သွားခဲ့ကြပါလေ။ဒါနဲ့ငါတို့အခုစကားပြောလို့ရပြီလားရှီလား။ လူတွေအများကြီးနဲ့ဆိုတော့ငါတို့အေးအေးဆေးဆေးစကားပြောဖို့အတွက်အချိန်ကုန်မရလိုက်ဘူးနော်။ရှီလာကလည်းကြောင်လန်တကြားနဲ့ပြောလိုက်ပါရယ်။ဘာဖြစ်တာလဲကွာမင်းတို့ကစကားတစ်ခုခုပြောတော့မယ်ဆိုရင်တော့မင်းအမြဲတမ်းလမ်းဖြတ်နေတယ်။ဘာတွေဖြစ်နေရလဲဆိုတာငါ့ကိုပြောပြစမ်းပါ။အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ဒီနေ့အထီးကျမမှာတငယ်ချင်းတယောက်မှရှိခဲ့တာမဟုတ်ဘူး။မစိုးရင်ပါနဲ့ဒီနေ့ကစပြီးရောမင်းရှိမှငါရှိနေပြီလေ။မင်းစိတ်ထဲမှာရှိတဲ့စကားတွေအားလုံးငါ့ကိုပြောပြလို့ရတယ်တိလား။ကဲပြောပြောပြောဘာဖြစ်တာလဲဆိုတာကိုပြောပြ။ ဒီနောက်မှာတော့ရှီလာကလည်းတယောက်ကြောကိုကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်။သူရဲ့မိတွေအမေကသူ့ကိုဘလို့ရိုက်လဲဆိုတော့ကိုရောပေါ့။ပြောနေပြောနေနဲ့ရှီလာလည်းဝမ်းနေပြီးငိုလိုက်ပါတယ်။တယောက်ကြောကလည်းလက်ကိုကင်ထားခဲ့ပြီးတော့အားပေးလိုက်ပါတယ်။ဒီနေ့အောင်ဆောက်ပြီးတော့မင်းကိုဘယ်သူမှထပ်ပြီးဒုက္ခပေးလို့မရတော့ဘူးငါတယောက်လုံးရှိတယ်။ငါအမေကိုတော့မင်းလည်းတွေ့တယ်မလား။သူဘလောက်တောင်မှကောင်းမွန်လိုက်တယ်လေ။အမေကမင်းကိုအရန်ချစ်လိုက်မယ်တိလား။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရှီလာဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ ူလည်းတယောက်ကြားရဲ့ပေါင်ပေါ်မှာခေါင်းထားပြီးအိပ်ပျော်သွားခဲ့ပါရီ။သူမအရန်ကိုပြမန်းလောနေခဲ့တဲ့အတွက်ဘယ်အချိန်မှအိပ်ပျော်သွားခင်မှန်းသိတောင်မသိပါဘူး။ကော်ရှယ်ကလည်းသူ့မိမကိုဆောင်းအသားလေးခြုံပေးလိုက်ပါရီ။သူ့မိမလန့်ပြီးနိုးလာမှကိုလည်းသူအရန်ကိုစောင်းရင်ပုံပန်းနေခဲ့ပါရီ။ဒါကြောင့်သူကလည်းတညအောင်လုံးမလှုံမရှက်ပဲနဲ့တတဲ့ရီလေးထိုင်ပြီးတော့အိပ်ပျော်သွားပါရီ။မနက်မောလင်းသွားတဲ့အခါမှာတော့ရှီလာအယောက်ကနေနိုးလာတာနဲ့သူလည်းအံ့အားတင်သွားပါတယ်။သူမင်းညတော်ကသူ့ယောက်ျားရဲ့ပေါင်ပေါ်မှာပဲအိပ်ပျော်သွားခဲ့ရပါဘော တနောက်ဆရာကောင်းတဲ့ကော်ရှက်ကတော့တညအလုံးထိုင်နေနဲ့အိတ်နေခဲ့ရပါတယ်။သူမအဲ့ရကနေနှိုးချလာခဲ့တဲ့အခါမှာသူ့ယောက်ျားလည်းနှိုးလာခဲ့ပါတယ်။ကျမကကြောက်မွန်ပါတယ်ရှင်။ကျမဘယ်အချိန်ဘလို့အိတ်ပြောသွားလဲကျမလည်းမသိလိုက်ဘူး။ရှင်ကျမကြောက်နေတညအလုံးအခုလိုမျိုးထိုင်ပြီးတော့အိတ်နေခဲ့ရတာလား။ရပါတယ်ကိစ္စမရှိဘူးမင်းစိတ်ရတသာစွာအိပ်ပျော်နေရကိုတွေ့ရတာငါကျိနေပါတယ်ဒါငါအတွက်လုံလောက်နေပြီလေခဏနေတော့သူကလည်းအတန်အကျယ်ကြီးအော်လိုက်ပါတယ်ဘာဖြစ်တာလဲရှင်အဆင်ပြေရလားဘာဖြစ်သွားလို့လဲ ။အော်တညလုံးထိုင်နေခဲ့ရတာဆိုတော့ကြောတွေတော်တော်လေးကိုတောက်နေပြီ။ဟိုအရှိမလိမ့်စေးရှိတယ်။တစ်ချက်တော့ယူလာခဲ့ပေးလိုက်ပါလား။ငါလိမ့်လိုက်မယ်။ရှီလာကလည်းချက်ချင်းထားပြီးလိမ့်စေးဘူးတွဲယူလိုက်ပါရယ်။ဒီမှာကျမရှေ့ကိုလိမ့်ပေးမယ်လေ။ဘယ်နေရာနားနေရလဲ။อืมကောင်းတာပေါ့မင်းလိန်ပေးမယ်ဆိုလို့ရှင်တော့ပိုကောင်းတယ်။ရှီလာကလည်းစေးလိန်ပေးလိုက်ပါရီ။မိသားစုဝင်တွေကြားမှာရှိတဲ့ချစ်ချင်းမြတ်တာကိုရှီလာဘွားမှာပထမဦးဆုံးခန်းစားခဲ့ရပူတာပါ။သူမဘယ်တော့ကမှတလောက်ထိများပြားတဲ့ချစ်ချင်းမြတ်တာတွေကိုမရရှိခဲ့ဘူးပါဘော ဒီအချိန်မှာတမကလည်းတခုခုတတိယသွားခဲ့ပါတယ်။တမပထမအိုးဆုံးရခမအင်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်လောက်ရမဲ့ရိုးရထုံတဲ့အစလာတခုရှိပါတယ်။အဲ့ဒါကတော့မိဖို့အကြောင်းနဲ့ဝင်ရမှာပါ။တမပထမတွေကအိယာထားနောက်ကြနေတယ်။ဒါကြောင့်အမြန်ဆုံးရှင်မိုးချိုအဝတ်စားလေးပြီးနောက်အပြင်ကိုထွက်လာခဲ့လိုက်ပါတယ်။တမအရင်ဆုံးဖျားရှိခိုးပြီးနောက်မှာတော့ရခတိနဲ့ရခမကိုကကြောခဲ့ပါတယ်။အမေကျမတောင်းပန်ပါတယ်ရှင်။ကျမခွင့်လို့ပါ။ဒီနေ့ကျမအိယာကထားတာနောက်ကြသွားတယ်။ ရခမကလည်းသူ့ကိုဆုတောင်းပေးဖို့အတွက်လက်အပေါ်တင်လိုက်တာနဲ့သူမကြောက်လန့်ပြီးနောက်ကိုဆုတ်သွားခဲ့ပါတော့တယ်။အနောက်မှာရွှေနေခဲ့တဲ့တယောက်ကြားကသူ့ကိုထိန်ပေးလိုက်ပါတယ်။ကဲသမီးလေးရေအမေစားတော့ဖို့အတွက်ထမင်းဟင်းတွေအားလုံးချက်ပြီးသွားပြီဆိုတာကိုပြောမလို့ပဲ။ဖျားရှက်ခုပြီးစွန်တော်ကပ်ဖို့အတွက်နှုတ်ထမင်းနည်းနည်းချက်လိုက်။ဘလို့မဆိုနည်းနည်းလှုပ်ပြီးတော့စွန်တော်ကပ်လိုက်လို့ရှင်လေရပါတယ်။ဘော်ရီမြောင်းဒီလောက်တောင်မှလမ်းဖြတ်နေရတာလေသမီးရဲ့ဘာမှလမ်းဖြတ်စရာမလိုဘူးနော်။ကော်ရှယ်ကလည်းကိစ္စတွေအားလုံးသူ့ရဲ့အမေကိုပြောပြခဲ့ပါတော့တယ်။ ကဲတမီလေးရဲ့ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်စိတ်မကောင်းဘူးနော်ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကပြီးပြီသားဆိုတော့ပြန်ပြောင်းလဲလို့တော့မရတော့ဘူးဒါပေမဲ့ရှေးဆက်ရမယ့်နေရက်တွေမှာတမီလေးအနေနဲ့ချက်ချင်းမြတ်တာတွေအများကြီးရရှိစေရမယ်အမေတို့ကအရန်ကိုချစ်ပေးမှမလို့အရင်တုန်းကကိစ္စတွေအားလုံးကိုမေ့သွားစေရမယ်လို့အာမခံတယ်တိပါတယ်တမီးလေးရဲ့တိရယ်တမီးရဲ့အဖေကိုယ်တိုင်ကလည်းအဖေတို့ကိုကိစ္စတွေအားလုံးပြောပြထားပြီးသားလေဒါကြောင့်ဒီကိစ္စတွေအားလုံးကိုတော့အဖေတို့သိပြီးသားတမီးလေးရဲ့ဖခင်ဖြစ်သူကတမီးကိုအယမ်းချစ်တာ တမီးနောက်ထပ်ဆင်းရဲဒုက္ခတွေတွေ့ကြုံခံစားရမှာကိုလည်းသူအရင်ကကြောက်နေခဲ့တယ်။အဲဒါကြောင့်တမီးကိုသူအမြန်ဆုံးလက်ထပ်ပေးလိုက်တာအချိန်မစွဲပဲနဲ့ဒီအချိန်မှာပဲအနောက်မှာရနေခဲ့တဲ့ရှီလာရဲ့အဖေနဲ့မိတွေနှစ်ယောက်လုံးကဒီစကားတွေကိုကြားသွားခဲ့ကြပါရယ်။ဗီမလာကလည်းသူရဲ့လင်ပါတမီးနဲ့ရှီလာအပေါ်အမြဲတမ်းနှင်းပန်းနှိပ်စက်နေကြတာတွေကိုပြန်လည်သတိရအောင်မေ့ပြီးဝမ်းနေသွားခဲ့ပါတော့တယ်။သူမဝမ်းနေလုံးလုံးစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေလည်းကျလာခဲ့ပါရယ်။ဒီနောက်မှာတော့သူရဲ့တမီးလေးကိုပြောခဲ့ပါရယ်။တမီးလေးရဲ့ အမေကိုခွင့်လောက်ပါတမီးရဲ့အမေကိုခွင့်လောက်ပါအမေမှားသွားပါတယ်။ဘယ်မလားအခုလောက်ပြောလိုက်တဲ့အချိန်မှာတမတ်ဖြစ်သူကရွှေကိုကြိုးလောက်ခဲ့ပြီးတော့ပြောလိုက်ပါတယ်။ကိစ္စမရှိပါဘူးအမေရဲ့ရပါတယ်။အခုတော့ရှီလာကိုတိုင်းလည်းအမေကိုမလို့အဲ့လောက်ကြောက်ပါဘူးကျွန်တော်မိသားစုဝင်တွေအကုန်လုံးကသူ့ဘက်ကနေရက်တီပေးနေကြပြီ။အားလုံးကသူ့ကိုအရန်ချစ်ကြတယ်။ဒါနဲ့အဖေအဖေကြိုက်တဲ့အချိန်အဖေရဲ့တမီးလေးကိုလာတွေ့လို့ရတယ်နော်။ကျွန်တော်တို့သူ့ကိုဒီမှာပြောရွှင်အောင်ထားမှာပါ။ရှီလာရဲ့ဘဝမှာတခြားသူတွေကိုထပ်ပြီးတော့မလို့အဲ့ကြောက်ဘူး။ ရှောင်းမကတော့သူတမန်တလောက်တောင်မှကောင်းမွန်လိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။သူလည်းအရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ပါရဲ့။သူ့ရဲ့တမီးလေးရှီလာကိုယခုမှရင်ကသူတွေကအရန်ကိုချစ်နေအောင်ကိုတွေ့ကြရတဲ့အခါမှာဖောက်ကင်းဖြစ်သူကစိတ်အေးတသာစွာနဲ့ပြန်သွားခဲ့ပါရဲ့။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တရက်တီတနတ်တဲ့ဆော်ရဲပုံမြင်ပဲဖြစ်ပါရဲ့။ဆန်နဲ့အရွယ်ကလေးမလေးတယောက်ကတော့ဖျားဆင့်အရှိမရက်ပြီးပြောနေခဲ့ပါရဲ့။ မေတော့အားလုံးကကျမကိုအသားညိုရဲဆိုပြီးတော့လှောင်ပြောင်တယောကြတယ်သူတို့ကမေတော့ရဲ့စွမ်းအားတွေဘာဖြစ်လို့မပြားသားလိုက်ရတာလဲအော်တမီးရဲ့အသားညိုသည်ဖြစ်စေအသားဖြိုသည်ဖြစ်စေမေတော့အတွက်အားလုံးကခလေးတွေကြီးပဲမေတော့ကအားလုံးကိုချစ်တယ်လေမေတော့ကဘာဖြစ်လို့ခလေးတွေကိုဒေါသထွက်ရမလဲဒါပေမဲ့မမေတငယ်ချင်းတွေကတမီးကိုတွေ့ရင်တော့အသားညိုရဲဆိုပြီးတော့အမြဲလှောင်ပြောင်ကဲရဲကြတယ်ကဲမေတော့ကိုယ်တိုင်မှလည်းအသားညိုခဲ့တဲ့အသွင်သဏ္ဍာန်တစ်ခုရှိတယ်မဟုတ်လား မဲတော့ရှိတဲ့အချိန်တုန်းကလည်းအသားညိုတယ်ဆိုပြီးတော့လောင်ပြောင်ခဲ့ရခြင်းခံခဲ့ရတယ်။မဲတော့ကိုရိုင်းကတော့ဘယ်တော့ကမှဘယ်သူကမှဒေါသထွက်ခဲ့တာမရှိပါဘူး။နေရဘာဖြစ်လို့များဒေါသထွက်နေရတာလဲ။ဆန်နဲ့အရွယ်သမီးလေးဒါဂျီကတော့သူ့အမေပြောတဲ့စကားကိုနားထောင်ပြီးငြိမ်သက်သွားခဲ့ပါရီ။အရင်လျားဆပြီးဘယ်သူမဆိုသူမကိုအသားညိုလို့လောင်ပြောင်တရော်တဲ့အခါတိုင်းသူမကတော့ဘယ်သူကမှဘာမှပြန်ပြီးတောက်ပြန်မနေတော့ပါဘူး။ကဲအသားမဲတဲ့ရာကြီးရေရှော်ဒီမှာနင်းနေကြူတဲ့စပြစ်တီအမဲလေးတွေစောင်းမလား စဉ်းစားနော်စဉ်းစားဒီမဲကျူးနေတဲ့စပစ်သေးတွေကိုနင်းစားလိုက်မယ်ဆိုရင်တော့နင်းရဲ့အသားအရင်တုန်းကထပ်ပိုးပြီးတော့မဲသွားလိုက်မယ်တိလားကောင်းတယ်ကောင်းတယ်အလုံးကောင်ငါ့ကိုငမဲလို့ထင်နေရလဲကောင်းတော့ပဲကိစ္စမရှိဘူးငါကတော့ဘယ်သူကမှဂီယူဆိုင်နေမှာမဟုတ်ဘူးနော်ဒါကြီးကိုအသားညိုတယ်ဆိုပြီးဘယ်သူမှမစိုးလောင်ပြောင်းတယောတဲ့အခါတိုင်းဒါကြီးကတော့ထူဆန်းနေအဖြေတွေနဲ့ပြန်လဲတောက်ပြန်ခဲ့ပါလေနှစ်တွေကတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးနောက်ရာဂျီကိုရိုင်းကလည်းအရွယ်ရောက်ရှိလာခဲ့ပါပြီအခုဆိုင်တော့ဒီမှာလက်ထပ်လို့ရနေပါပြီ မိခင်နဲ့ဖခင်တို့ကလည်းတမီလေးကိုလက်ထပ်ပေးဖို့အတွက်စိုးရင်ပူပန်နေခဲ့ကြပါတယ်။ကဲငါ့ရဲ့တမီလေးတော့အသားဖြူနေမယ်ဆိုရင်တော့ဘယ်သူမှစို့သူ့ကိုလက်ထပ်ချင်မှာပဲ။လက်ထပ်ပွဲအတွက်ဘယ်သူမှသူ့ကိုညင်းပယ်နေမှာမဟုတ်ဘူး။အခုကြတော့ငါ့ရဲ့တမီလေးကအသားညိုတာဆိုတော့သူ့အတွက်ကောင်းလေးရှာပေးဖို့ခက်ခဲအောင်မယ်။အခုကောင်းမွန်တဲ့မိသားစုအတိုင်းဝိုင်းနဲ့ကောင်းမွန်တဲ့ကောင်းလေးကိုငါတို့ဘယ်ကနေသွားလိုက်ရှာမလဲ။ရှင်ရလေဘာရီတနောက်ကြောင့်မှစွရင်ပူပန်နေရလဲကျမတမီလေးဘလောက်ကြောင့်ဖះတရားကိုင်းဆိုင်လဲဆိုတော့ကိုရှင်မသိဘူးလား ကျမသမီးလေးအမြဲတမ်းဖះရှိခိုးတဲ့ပူဇော်တွေမေတော့ကိုလည်းယုံကြည်ရယ်သူကအသားညိုတယ်ဆိုပေမဲ့စိတ်တဘောချအရန်ကိုပြေဝါကောင်းမွန်လောနာမှုလို့သူ့အတွက်ကောင်းမွန်နေမိသားစုတစ်ခုရှာတွေ့မှာပါမေတော့ကိုတိုင်ကသူ့အတွက်ကောင်းတော်တွေကိုတတ်မှတ်ပေးထားလိမ့်မယ်လို့ကျမတော့ယုံကြည်ရယ်မေတော့အကောင်းမွန်ဆုံးသူ့ရဲ့ဘဝအတွက်စစ်စင်ပေးပါလိမ့်မယ်ရှင်ဘာမှအရန်ကြီးလဲစိုးရင်ပုံပန်မနေစမ်းပါနဲ့အေးပါမိမရဲ့မေတော့ကိုတိုင်ကအကောင်းမွန်ဆုံးလုပ်ပေးပါစေမင်းရဲ့စကားတွေကလည်းမှန်ကန်သွားပါစေလို့ပဲငါလည်းမျှော်လင့်ပါတယ် ငါရဲ့တမီးလေးတော့ကောင်းမွန်တဲ့အိမ်မှာလက်ထပ်ပြီးရောက်သွားပြီဆိုရင်တော့ငါတို့လည်းဘာတခုမှထပ်ပြီးစွိန်ပူပန်စရာမလိုတော့ဘူး။ငါဒီစွိန်ပူပန်မှုတွေအကုန်လုံးကိုရှော့ချခြင်းနဲ့ကွာ။ရက်တွေအချိန်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးနေခဲ့ပြီးတရားမှာတော့ဖောက်ခင်ဖြစ်သူကလည်းမိခင်ကိုပြောခဲ့ပါရီ။ကဲမိန်းမကြီးငါရဲ့တမီးလေးအတော်ကောင်းလေးတယောက်ကြည့်ထားတယ်။မင်းသဘောတူတယ်ဆိုလို့ရှင်တော့ငါမင်္ဂလာကိစ္စကိုရှေ့ဆက်ပြောဖို့အတွက်စဉ်းစားထားတယ်။ဟုတ်လား။ဒါနဲ့ကောင်းလေးရောက်ပေသူများလည်းသူရဲ့မိသားစုအတိုင်းဝိုင်းကရောဘယ်လိုပုံစံမျိုးလဲ။ သူကဘာအလုပ်လုပ်ကြလဲဘလို့လူမျိုးလဲဆိုတာကိုလည်းကျမကိုပြောပြစမ်းမအောင်မိသားစုကတော့အကြီးမဟုတ်ဘူးမိသားစုနည်းနည်းလေးပဲရှိတယ်။ကောင်လေးနဲ့သူ့ရဲ့အမေနှစ်ယောက်ပဲရှိတာ။ကောင်လေးရဲ့နာမည်ကမိုဟန်နဲ့သူ့ရဲ့အမေနဲ့နှစ်ယောက်တည်းပဲနေကြတာလေ။ကောင်လေးကတရက်တီတနံလုပ်တဲ့လုပ်ငန်းကိုလုပ်တယ်။ဒါဆိုရင်တော့စိုးတော့လည်းမစိုးပါဘူးရှင်။ကောင်းသားပဲ။ကျမသမီးလေးနဲ့ကျမကသဘောတူပါတယ်။သူတို့ကိုလက်ထပ်ပေးဖို့အတွက်ရှင်စကားဆက်ပြောကြည့်လိုက်တော့ ကျွန်မရဲ့တမီးလေးကတော့အဲ့ဒီကိုရောက်သွားလို့ရှင်တော့သူအေးစစေးနေနိုင်လိမ့်မယ်လို့ထင်နေမိသားစုဝင်တွေကလည်းနေရတယ်မလားသူတို့ဘက်ကတောင်းဆိုထားတာတခုရှိတယ်မိမရဲ့ငါရဲ့တမီးလေးအနေနဲ့အဲ့ဒီအင်ကာချွေးမအနေနဲ့သွားမယ်ဆိုရင်တော့သူတနတ်ချင်ကောင်းကောင်းတိတ်တိုက်ရမယ်တဲ့ရှင်ရလေရှင်ဒါကအဲ့လောက်တော့မှကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးလေတနတ်ချင်တိတ်ကြကအရန်ကိုလွယ်ကူလုံးပါလေကျွန်မရဲ့တမီးလေးလည်းလောက်တတ်မှာပေါ့မလောက်တတ်ရင်ကျွန်မကိုယ်တိုင်သူ့ကိုတင်ပေးလိုက်မယ်နောက်ထပ်ရက်တွေတစ်ဖြစ်ဖြစ်ကောင်းဆောင်သွားခဲ့ပြီးရဲ့နောက်မှာတော့ရာဂျီနဲ့မိုဟန်တို့ကလည်းလက်ထပ်ခဲ့ကြပါသေးတယ် လက်ထပ်ပြီးသွားခဲ့တဲ့အခါမှာရာဂျီကတော့သူ့ရဲ့စင်တုတော်လေးကိုရခမအိမ်အထီးတဲဆောင်းလာခဲ့လိုက်ပါတယ်။ရခမအိမ်ကနေရာလေးတခုမှာသူမရဲ့စင်တုတော်ကိုတည်တည်ချာချာထားခဲ့ပါတယ်။ရွှေမလေးရောက်လာတဲ့နေရာစပြီးဖရာတရားအရန်ကိုကန်းဆိုင်လွန်ပါတယ်။ဖရာရှိခိုးနေတဲ့ရွှေမလေးကိုတွေ့ခဲ့ရတဲ့အခါမှာရခမဖြစ်သူကလာပြောခဲ့ပါတယ်။ကြည့်ပါအောင်ရွှေမလေးရဲ့နေရာဖရာတရားအရန်ကိုရိုတည်ကန်းဆိုင်လွန်နေမယ်တော့ကိုယုံကြည်ကိုးကွယ်မှုလွန်ကဲနေတဲ့သူများလား။အဲ့လိုတော့လည်းမဟုတ်ဘူး။ ကျွန်မကဖရာတရားရုပ်တီးခိုင်းဆိုင်နေမေတော့ကိုတရက်နှစ်ကြိမ်လောက်ရှခိုးဖို့ဇော်ရဲဒီလောက်ပါပဲနေမေကတော့ပြောပါတယ်နေကမေတော့ကိုယုံကြည်ကိုးကွယ်တယ်သူအစ်အမန်းနဲ့စိတ်ထဲကနေအရန်ယုံကြည်တယ်ကဲထားပါလေဒါရီကငါနဲ့တက်ဆိုင်နေကိစ္စတော့လည်းမဟုတ်ဘူးဒီမှာအရေးကြီးတဲ့အလောက်ကိစ္စကိုပြောပြမယ်အိမ်မှာဖရာရှခိုးပြီးနေအလောက်ကြီးနဲ့ပဲပြီးမသွားနိုင်အောင်နော်အလောက်တွေကိုတော့တေးချလောက်ရလိမ့်မယ်ဖရာကိုနည်းနည်းရှခိုးအလောက်ကိုများများလောက်ကြလား ။ချင်းမလေးအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာရက္ခမဖြစ်သူကတော့အိမ်အလုပ်တွေအားလုံးကနေကင်းလောခွင့်ရရှိသွားခဲ့တယ်လို့မျိုးပါပဲ။အိမ်အလုပ်တွေအားလုံးကတော့ချင်းမလေးသားကြီးတယောက်တည်းကပဲလုပ်ကိုင်နေခဲ့ရပါသေး။ရက္ခမကတော့အိမ်မှာထိုင်နေနေပဲအမေတွေကိုပေးစေခိုင်းနေခဲ့ပါသေး။ကဲချွေးမလေးဒီနေ့အစပြီးတော့ငါတို့ရောင်တဲ့တနတ်ချင်တွေကိုနင်းကိုယ်တိုင်သိရလိမ့်မယ်နော်ငါရဲ့သားလေးအပြင်သွားပြီးတနတ်ချင်တွေကိုရောင်းနေရတာသူအရင်ပင်ပန်းနေထပ်ပြီးတော့သူ့ကိုအလုံးမခိုင်းစေနိုင်တော့ဘူးဟုတ်ကဲ့ပါအမေရပါတယ်ကျမတနတ်ချင်ကောင်းကောင်းသိတတ်ပါတယ်ကျမကိုယ်တိုင်လှုပ်ပေးမယ်လေနော် နောက်နှစ်ယောက်ရှိသွားခဲ့တဲ့အချိန်မှာမိုဟန်ကတော့ဈေးရဲကနေအသေးနံအစုံဝဲယူလာခဲ့ပြီးပြောလိုက်ပါတယ်။ကဲနားထောင်အိမ်မှာလောက်ထားတဲ့တနက်ချင်းတွေကငါဈေးထဲမှာတွားရောင်းကြိုက်အောင်မယ်။မင်းကတော့ဒီအသေးနံတွေအကုန်လုံးကိုလက်လက်ဆက်ဆက်ကလေးလှုပ်ပြီးတော့တနက်ချင်းတိတ်ထားလိုက်တော့နော်ကြားလား။ရပါတယ်ရှင်ကျမသေးချာလောက်ထားလိုက်မယ်နော်။မင်းလောက်မယ်ဆိုလို့ရှင်လည်းအရသာရှိရှိသေးချာလေးလှုပ်အောင်လူတွေအကုန်လုံးမင်းလောက်ထားတဲ့တနက်ချင်းကိုကြိုက်နှစ်သက်တဲ့နဲ့။ဟုတ်ကဲ့ပါရှင်အားလုံးသဘောကျနှစ်သက်ကြားလိုက်မယ်လို့ကျမယုံကြည်တယ်။ ကျွန်မကိုယ်တိုင်အမေစီကနေတနတ်ချင်တိတ်နေတင်ထားတယ်လေအိမ်လုံးတွေအားလုံးပြီးစီးသွားခဲ့တဲ့အခါမှာရာကြီးကိုယ်တိုင်ကတနတ်ချင်တိတ်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်ဒီမှာဟင်းသီးဟင်းရွက်တွေကိုအရင်ဆုံးလှီးဖြတ်လိုက်ပါတယ်ပြီးတော့မဆလာရီနဲ့စီကိုတေချာထည့်ပြီးချင်တွေကိုတိတ်လိုက်ပါတယ်ဘူးတစ်ခုချင်းစီတိုင်းမှာသူမတနတ်ချင်တွေကိုထည့်ပြီးတင်ချခဲ့ပြီးရက်အနေငယ်ကြသွားခဲ့တဲ့အခါမှာမိုဟန်ကတော့တနတ်ချင်တွေကိုရှောင်ဖို့စီးတဲ့ယူသွားလိုက်ပါတယ်။သူမရဲ့တနတ်ချင်တွေကိုမြေကြီးတဲ့သူတွေအကုန်လုံးကလည်းပြန်ထွေးထုတ်သွားခဲ့ကြပါတယ်။ ဘလို့တနက်ချင်းတွေကိုရောင်းနေရလဲမိုဟန်နေရအရသာလည်းမရှိဘူးဟုတ်ကြဲမဆလာကိုထည့်ထားတာလဲမှားနေတယ်စီကိုလည်းတေချမထည့်ဘူးနင်းလောက်ထားတဲ့တနက်ချင်းတွေကအတော်လေးကိုအရသာမရှိတာပဲစိတ်ပြက်စရာကောင်းတယ်သူကြောသားတကြီးနဲ့အင်ကိုပြန်လာခဲ့ပြီးနောက်မှာတော့သူ့မိမကိုပြောလိုက်ပါတယ်နင်းဘော်ရီလောက်ထားတာလဲနင်းလောက်ထားတဲ့တနက်ချင်းတွေကကောင်းလဲမကောင်းအရသာလည်းမရှိဘူးနင်းကိုယ်တိုင်စားရင်စားမစားဘူးဆိုရင်တော့ပြစ်ထုတ်လိုက်တော့နင်းတနက်ချင်းမလောက်တတ်ဘူးဆိုရင်တော့ဘာဖြစ်လို့လုံနေရသေးရလဲကျမတေချာလောက်ထားတာပါဘယ်နေရာမှာလွဲသွားလဲကျမလည်းမသိတော့ဘူးရှင် ကျွန်မအခွင့်လွှတ်ပါနော်နောက်တစ်ချိန်ကစပြီးကျွန်မတနက်ချင်းသေချာလေးလုပ်မယ်သူ့ကိုတခါရဲမိဘအိမ်ကိုပြန်ပို့လိုက်တော့တရက်အလုံးအလုံးမလုပ်ချင်ဘူးဖျားပဲရှိခိုးနေတယ်။ဘာတနက်ချင်းမှလှုပ်တတ်ကြလည်းမဟုတ်ဘူးသူတနက်ချင်းလှုပ်တတ်တယ်ဆိုပြီးသူ့ရဲ့မိဘအိမ်ကသူတွေကလိန်ပြောခဲ့တာကြည့်စမ်းဟုတ်တယ်အမေသူ့ကြောင့်နဲ့ကျွန်တော်ရဲ့ဖောက်တယ်တွေအားလုံးကျွန်တော်ကိုမယုံကြည်ကြတော့ဘူးအခုကျွန်တော်တို့စီကဘယ်သူကတနက်ချင်းတွေကိုထပ်ပြီးတော့ဝယ်ယူအောင်မလဲမစွိုင်းပါနဲ့ရှင်မေတော်ကရှင်ကိုစောင့်ကြည့်ပေးနေပါတယ် မဲတော့ရဲ့ကောင်းကြီးပေးမှုတွေကြောင့်ရှက်စီကတနတ်ချင်တွေကိုအားလုံးဝယ်ကြလိမ့်မယ်တိလားတော်စမ်းပါမင်းကိုယ်တိုင်တော့မအတော့မကြပဲနဲ့မင်းရဲ့မဲတော်ကငါတို့ကိုဘာရီမြလှုပ်ပေးနိုင်မှာမဟုတ်လို့လေယောက်ျားနဲ့ခမဖြစ်သူရဲ့စကားတွေကိုကြားခဲ့ရတဲ့ခါမှာသူမဝမ်းနဲ့ပလတ်ဖြစ်ပြီးငိုကြွေးနေခဲ့ပါတယ်သူမကလည်းမဲတော်ရဲ့ဇင်တို့တော်အရှင်မထိုင်ငိုနေရင်းနဲ့ပြောလိုက်ပါတယ်မဲတော်ကျမဒီအိမ်မှာအဆင်ပြေစွာနေနိုင်အောင်လို့လည်းကူညီပေးပါအောင်ရှင်ကျမယောက်ျားရဲ့လုံခန်းလေးပြန်လည်လည်ပနိုင်ပါစေ အဒီနေညမှာရာကြီးကတော့ငိုနေနဲ့အိမ်မောကြသွားခဲ့ပါတော့တယ်။ညဘက်ကတော့အိမ်မောကြနေခဲ့တဲ့အချိန်မှာမေတော်ကိုအိမ်မက်ထဲတွေ့ခဲ့ရပါတယ်။သမီးလေးရေသမီးတော်လေးထားပါအောင်သမီးစားဖို့အတွက်ထမင်းချူလာခဲ့ပြီးတယ်။သမီးတော်လေးရေဘာမှအရင်ကြီးလဲစောရင်ပိုးပန်းမနေပါနဲ့။နေရောက်ကြရဲ့အလောက်ကဘာမှရက်တန့်သွားစရာအကြောင်းမရှိဘူးတိလား။သူ့ရဲ့လုံကအစဉ်ပြေချောင်းမွေသွားလိမ့်မယ်။အဲ့ဒါကြောင့်ထမင်းကိုစားလိုက်ပါနော်။ပြောနေနေရာကြီးကိုတိုင်းကလည်းအိမ်ရကနေနိုးထလာခဲ့ပါတယ်။ မဲတော့မဲတော့ဘယ်မှာလဲမဲတော့ဘယ်ဟိုရောက်နေရလဲနေပါဦးငါအိပ်ပျော်နေရငါ့ရဲ့အရှိတ်ကိုထမင်းရောက်ဘယ်သူလာချပေးထားတာလဲငါဒီနေ့အိမ်မက်ထင်မှာတွေ့မြင်ခဲ့ရတဲ့အရာကအမှန်တကယ်ပဲလားမဲတော့တကယ်ပဲငါ့ရဲ့အိမ်ကိုရောက်လာခဲ့ရလားဒီနောက်ရာကြီးကလည်းမဲတော့ပေးသွားခဲ့တဲ့ထမင်းတွေကိုစားလိုက်ပါတယ်မဲတော့ကဘလောက်တောင်မှတနာကျနာကြလိုက်တယ်လဲကျမလိုမျိုးသူကိုထမင်းကျွေးဖို့အတွက်ကိုရိုင်းရောက်လာခဲ့တယ်ကျမယောက်ျားရဲ့လုပ်ငန်းဆောင်တောင်းရီအားလုံးအောင်မြင်လိမ့်မယ်လို့ကျမယုံကြည်ပါတယ်ရှင် နောက်နေ့မှာတော့မိုဟန်ကြောင်းမြင်နေခဲ့ပြီမဲ့သူမတနတ်ချင်တွေကိုလှုပ်ဖို့အတွက်ပြင်ဆင်ခဲ့ပါရီဒီအချိန်သူမရဲ့အိမ်ကိုအဖွားအိုကြီးတယောက်ရောက်ရှိလာခဲ့ပြီးရောမေးလိုက်ပါရီသမီးရေနင်ဘာလုပ်နေရလဲဆိုတာလည်းပြောပါဦးကျမတနတ်ချင်တိတ်မလို့ပါတနတ်ချင်ကိုတော့ငါတိတ်ပေးမယ်နင်ငါ့ရဲ့အလုပ်တစ်ခုလောက်လုပ်ပေးစမ်းမအောင်ရှေအရန်စာနေလို့ရှေတစ်ခွက်လောက်ခတ်ကြိုက်ပါလားတခုခုစားတော့ဖို့လေယူလာခဲ့ပေးနော်ဘိုက်အရန်စားတယ်ဒါကတော့ကျမလှုပ်ပေးရမှာပေါ့အိမ်ကိုရောက်လာတဲ့အဲ့တဲ့ကိုကျမကျင်းသေးပါဒါလှုပ်ပေးရမယ်လေ ရေအခုချက်ချင်းယူလာခဲ့ပေးမယ်နော်ဒီလိုနဲ့တော့ကြီးကလည်းရေတစ်ခွက်သွားခတ်ပေးလိုက်ပါရင်ရေတိုက်ပြီးနောက်မှာတော့ထမင်းကိုချက်ပြုတ်ပေးလိုက်ပါရင်တဖက်မှာမိုဟန်နဲ့ဆာလာတို့ကတော့တတဲ့အိလေးတော်တွေကိုချိန်နေခဲ့ပါရင်ဘွားဦးကြီးကသူ့ရဲ့မော်အစွမ်းတွေနဲ့တနတ်ချင်းတွေကိုလုံနေအောင်ကိုလည်းသူတို့တွေးခဲ့ရပါရင်အချိန်ခဏအတွင်းမှာပဲတနတ်ချင်းတွေလုံလို့ပြီးစီသွားခဲ့ပါပြီဒါတွေကိုတွေးခဲ့ရတဲ့အခါမှာမိုဟန်နဲ့ဆာလာတို့နှစ်ယောက်လုံးလည်းအာအာတင်းနေခဲ့ကြပါရင်ဒါရေဒီအဘွားကြီးကဘာလဲမသိဘူးမော်ဆီယာမကြီးများလား ဟုတ်တယ်အဲ့တော့ပဲကြည်လေသူမျက်စိနဲ့ကြည့်လိုက်တာနဲ့ပလတ်ချင်တွေအကုန်လုံးလှုပ်ပြီးသားဖြစ်သွားတယ်ထူးဆန်းလိုက်တာနော်မိုဟန်အခုလိုပြောနေခဲ့တဲ့အချိန်မှာရာဂျီကတော့ထမင်းယူပြီးရောက်ရှိလာခဲ့ပါတယ်ဒီမှာကြည့်ပါအောင်ကျွန်မထမင်းတွေယူလာခဲ့တယ်နော်ဒါရီကိုစားလိုက်ပါအောင်ရှင်အေးသမီးလေးရေဖျားပွဲကိုရမြောင်းနေကြရင်တော့ငါနဲ့စီမှာထမင်းလာစားမယ်ကြီးနေတဲ့အဘွားအိုကြီးကလည်းမေရော့ရဲ့အသွင်ပြင်ပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်ရာဂျီကလည်းမေရော့ကိုတွင်ပြင်ခွင့်ရခဲ့တဲ့အခါမှာအရန်ကိုဝမ်းတာပြောွှင်သွားခဲ့ပါတယ် မဲတော့မဲတော့ကိုရိုင်းကျမရှိကိုရောက်ခဲ့တယ်ဟုတ်လားမဲတော့ကိုရိုင်းကျမရှိကိုရောက်လာခဲ့တယ်ကျမအိမ်အထီကိုရောက်လာခဲ့တယ်ကျမတကယ်အရန်ကိုဝမ်းသာပျော်ရွှင်မိပါရဲ့ရှင်မဲတော့ကိုဖိုးမြော်ခွင့်ရတဲ့အတွက်ကျမဘလောက်တောင်မှကန့်ကောက်လိုက်တယ်နော်ကျမတကယ်အရန်ကိုဝမ်းသာပျော်ရွှင်ခဲ့မိရဲ့အေးပါတမီးလေးသာကြီးရဲ့နင်အမြဲဘဝမှာပျော်ရွှင်စွာနေပါနေရငါ့ကိုအမှန်တကယ်ယုံကြည်ခဲ့တဲ့သူမလို့ငါနဲ့ကိုအခုလိုမျိုးပြန်ပြီးတော့ကူညီပေးခဲ့တာပဲဒီနောက်မှာတော့နေရောက်ကြတဲ့နေရောက်ခမနေရောက်လုံးကလည်းနေကိုအရန်ချက်သွားကြလိမ့်မယ်ဘာမှအရန်ကြီးစိုးရိမ်မနေတော့နဲ့ ပြောဆိုပြီးနောက်မှာတော့မေတော်ကလည်းပြန်သွားခဲ့ပါတော့တယ်။ရာဂျီမိုဟန်နဲ့ဆာလာတို့အားလုံးကမေတော်ကိုလည်းအုတ်ချီရင်ကြနေခဲ့ကြပါတယ်။အရင်နေ့ကစပြီးတာမီနှစ်ယောက်လုံးကလည်းမေတော်ကိုယုံကြည်ကိုးကွယ်တဲ့သူတွေဖြစ်လာခဲ့ကြပါတော့တယ်။မိသားစုတွေကလုံးကလည်းဖျောက်ပွဲကိုရှက်လုံးကိုပျော်ရွှင်စွာနဲ့စီကားတိုင်းမြိုက်စွာအိမ်မှာကျင်းပခဲ့ကြပါသည်။မိုဟန်နီရဲ့တနက်ချင်လုံခန်းလေးကလည်းအရင်တုန်းကထက်ပုံမတိုးတက်အောင်မြင်လာခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်